လာပါရှင်မေလာတရက်နေ့မှာတင်ဆက်ပေးမယ်နိုင်ငံတကာသတင်းတွေကတော့တရံစာတပူပေါင်းတူဖော်ရေးသဘောတူစာချုပ်ကိုအမေရိကန်နဲ့ယူကရိန်းလက်မှတ်ရေးထိုးတဲ့သတင်းအမေရိကန်စီးပွားရေးတိုးတက်မှုအနှုတ်ပြနေတဲ့အပေါ်ထရမ့်ကဘိုင်ဒန်ကိုအပြစ်တင်တဲ့အကြောင်းအစ္စရေးမှာလောင်ကျွမ်းနေတဲ့တော်မီတွေကဂျေရုဆလမ်မြို့ကိုချင်းချောက်နေတဲ့အခြေအနေဒီသတင်းတွေနားဆင်ရမှာပါယူကရိန်းရဲ့စွန့်အင်နဲ့တပ်တူတရံစာတတွေကိုပူပေါင်းတူဖော်ရေးသဘောတူစာချုပ်ကိုအမေရိကန်နဲ့ယူကရိန်းလက်မှတ်ရေးထိုးခဲ့ပါတယ် တင်းမာတဲ့အခြေအနေတွေမှာလတွေနဲ့ချီကြာမြင့်တဲ့ညှိနှိုင်းမှုတွေကိုဖြတ်တန်းပြီးတဲ့နောက်ဧပြီ30ရက်နေ့မှာနှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။အဲ့ဒီသဘောတူညီချက်ထဲမှာတော့ရုရှားနဲ့လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲပြီးရင်ယူကရိန်းရဲ့ပြည်လဲထူထောင်ရေးအတွက်ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေတစ်ခုထားရှိရေးကိစ္စလည်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။ American ဘန်ဒါရေးဝန်ကြီးနဲ့ယူကရိန်းဒုဝန်ကြီးချုပ်တို့ဟာ Washington DC မှာအဲ့ဒီစာချုပ်ကိုလက်မှတ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီသဘောတူညီမှုက ယူကရိန်းရဲ့မြေရှားတပ်တုတိုက်တွေကိုတူးဖော်ထုတ်လုပ်ခြင်းတဲ့အမေရိကန်အတွက်အရေးပါတဲ့အရေးတစ်ခုလည်းဖြစ်ပါတယ်။အမေရိကန်ဟာတရုတ်နဲ့ကုန်သွယ်ရေးအပြိုင်မှုတွေအရှိန်မြင့်တင်လာတဲ့နောက်တရုတ်ကအမေရိကန်စီမြေရှားတပ်တုတင်ပို့ခွင့်တွေကိုပိတ်ပင်ထားပါတယ်။အဲ့ဒီတပ်တုတွေကခေမီအီလက်ထရောနစ်နည်းပညာမြင့်ပစ္စည်းတွေထုတ်လုပ်မှုမှာမရှိမဖြစ်လိုအပ်ပါတယ်။တရုတ်ဟာကမ္ဘာမြေရှားတပ်တုထုတ်လုပ်မှုစုစုပေါင်း60ရာခိုင်နှုန်းလောက်ရဲ့ရင်းမြစ်အဖြစ်ရပ်တည်နေပါတယ်။အမေရိကန်သမ္မတထရမ့်က ယူကရိန်းအနေနဲ့သုံးနှစ်ကျော်စစ်ပွဲကာလတလျှောက်ရယူလာတဲ့အမေရိကန်ရဲ့အထောက်အပံ့တွေအတွက်အခုလိုမျိုးတရားစာတတူဖော်ခွင့်တွေနဲ့ပြန်ပေးဆက်တင်တယ်လို့ယူဆထားပါတယ်။ယူကရိန်းဒုဝန်ကြီးချုပ်ကဒီသဘောတူညီမှုမှာတပ်တူတွေ၊ရေနံတွေနဲ့ဒဏ်ငွေတွေပါဝင်ပြီးနှစ်နိုင်ငံကြား90ရာခိုင်နှုန်းစီးညီညီမျှမျှခွဲဝေမှာဖြစ်ကြောင်းဒါပေမဲ့တပ်တူတိုက်တွေဟာယူကရိန်းပိုင်ဆိုင်မှုအဖြစ်ဆက်လက်ရှိနေမှာဖြစ်ကြောင်းပြောပါရယ်။သဘောတူညီမှုအရအမေရိကန်ဟာအနာဂတ်မှာ ယူကရိန်းအတွက်လေကြောင်းကာကွယ်ရေးစနစ်လိုမျိုး အထောက်ပံ့သစ်တွေဖြည့်တင်းပေးမယ်လို့လည်းသူကမှတ်ချက်ပေးသွားပါတယ်ရှင်။ American စီးပွားရေးတိုးတက်မှုတွေဆုပ်ယုပ်ကြဆင်းတာနဲ့ပတ်သက်လို့သမ္မတ Trump ကအရင်သမ္မတဟောင်း Biden ကိုအပြစ်တင်လိုက်ပါတယ်။စီးပွားရေးပညာရှင်တွေကမျှော်လင့်မထားတဲ့အခြေအနေတစ်ရပ်အဖြစ်2025ပထမသုံးလအတွင်း American ရဲ့စီးပွားရေးဟာဆုပ်ယုပ်ကြဆင်းမှုတွေရှိလာခဲ့တယ်လို့ပြောပါတယ်။ဒီအလှည့်အပြောင်းရဲ့အဓိကအကြောင်းရင်းက ထရမ့်ရဲ့သွင်းကုံအခွန်စည်းကြမှုတိုးမြင့်မဲ့မူဝါဒတွေအသက်မဝင်ခင်မှာသွင်းကုံတွေအများအပြားဝင်ရောက်လာခြင်းကြောင့်လို့ပညာရှင်တွေကထောက်ပြပါရယ်။ဒါပေမဲ့ထရမ့်ကတော့ဒီကိစ္စဟာဘိုင်ဒန်ကြောင့်သာဖြစ်တယ်လို့အတိအကျအပြစ်တင်ခဲ့တာပါ။ American မှာစီးပွားရေးလုပ်ငန်းတွေရော သုံးဆွဲသူတွေကပါထရမ့်ရဲ့အခွန်စည်းကြမှုမူဝါဒအသက်ကြောင့်ကုံစင်းနှုံးတွေတက်မလာခင်နိုင်ငံခြားသွင်းကုံတွေကိုကြိုတင်ဝယ်ယူစုဆောင်းကြတာကြောင့်သွင်းကုံပမာဏအလုံးအရင်မြင့်တက်ခဲ့တယ်လို့ဆိုပါရယ်။ ထရမ့်ကတော့စီးပွားရေးဖွံ့ဖြိုးမှုတွေအနှုတ်လက္ခဏာပြနေတာဟာအရင်သမရဟောင်းဘိုင်ဒန်လက်ထက်ကကျင့်သုံးခဲ့တဲ့မူဝါဒတွေကြောင့်သာဖြစ်တယ်လို့ဝါရှင်တန်မှာပြုလုပ်တဲ့အစိုးရဖွဲ့အစည်းအဝေးတစ်ခုမှာပြောကြားသွားပါတယ်။ဘိုင်ဒန်သမရအဖြစ်တာဝန်ယူခဲ့တဲ့2024ခုနှစ်နောက်ဆုံး3လပတ်မှာအမေရိကန်ရဲ့ GDP တိုးတက်မှုနှုန်းက1.4ရာခိုင်နှုန်းရှိခဲ့ပေမဲ့ထရမ့်ကင်တွေ့တဲ့2025ခုနှစ်ပထမ3လအတွင်းမှာတော့3.3ရာခိုင်နှုန်းအနှုတ်လက္ခဏာပြသွားတာဖြစ်ပါတယ်။ ဒါပေမဲ့ထရမ့်ကသူ့ရဲ့ပထမ3လပတ်အတွင်းပြည်တွင်းအသက်တင်ရင်းနှီးမြှုပ်နှံမှုတန်ဖိုး22ရာခိုင်နှုန်းတိုးလာတာကိုထောက်ပြခဲ့ပါတယ်။ American အစိုးရရဲ့စီးပွားရေးဝန်ကြီးဌာနကအခုလိုစီးပွားရေးကျဆင်းမှုရဲ့အဓိကအကြောင်းရင်းကသွင်းကုန်တွေအလုံးအရင်ဝင်ရောက်မှုပြည်သူတွေရဲ့အစိုးရအသုံးစရိတ်တွေရှော့ချမှုကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။လက်တလုံးမှာတော့ထရမ့်ကတရုတ်အပေါ်ကုန်သွယ်ရေးအရာရန်လိုထိုးနှက်ပြီး ကုံသွယ်ဘက်နိုင်ငံတွေရဲ့သွင်းကုန်တွေကိုလည်းအခွန်မြင့်တင်စီးကျက်တဲ့မူဝါဒတွေကိုကျင့်သုံးနေပါတယ်။ဒါပေမဲ့သူ့ရဲ့သမရတာဝန်ယူပြီးပထမဆုံးရပ်ပေါင်းတရာတွေအဲ့ဒီမူဝါဒတွေနဲ့ပတ်သက်လို့လည်းအမျိုးမျိုးပြောင်းလဲနေတာကရင်းနှီးမြှုပ်နှံသူတွေကိုစိုးရိမ်စေပြီးအမေရိကန်သားမကပဲကမ္ဘာစီးပွားရေးကဏ္ဍကြီးတစ်ခုလုံးကိုပါတက်ရောက်ထိခိုက်စေခဲ့ပါတယ်ရှင်။အစ္စရေးဟာဆေးစုနှစ်တစ်ခုအတွင်းအဆိုးဆုံးတောမီလောင်ကျွမ်းမှုတွေကိုရင်ဆိုင်နေရပြီးဂျေရုဆလင်မြို့ဟာ တော်မီအန်ဒရယ်ချိန်းချောက်မှုကိုကြုံနေရပါတယ်။အစ္စရေးဝန်ကြီးချုပ်ဘန်ချမင်နေတန်ယာဟုကအဲ့ဒီသဘာဝဘေးကြီးဟာနိုင်ငံတော်အဆင့်အရေးပေါ်အခြေအနေတစ်ခုလို့ပြောကြားခဲ့ပြီးဂျေရုဆလင်မြို့စီအချိန်မရွေးမီးတွေရောက်လာနိုင်တယ်လို့ပြောထားပါတယ်။ဂျေရုဆလင်စီသွယ်တမ်းဖောက်လုပ်ထားတဲ့အဝေးပြေးလမ်းမတွေပေါ်မှာမဲနဲ့တဲ့မိခိုလုံးကြီးတွေအုံမိုးနေပြီး April 30ရက်နေ့မှာတော့မိသက်သမားတွေဟာတော်မီတွေကိုနှိမ့်သက်ဖို့အပြင်းထန်အားထုတ်နေပါတယ်။ တော်မီတွေနဲ့ဆက်ဆက်ပြီးအသေးပြောက်တဲ့မကြရသေးပေမဲ့ဒဏ်ရာရသူတချို့တော့ရှိခဲ့တယ်လို့ဆိုပါတယ်။အခြေအနေကစိုးရိမ်စရာဖြစ်တာကြောင့် Israel စစ်တပ် IDF ဟာမိသက်တပ်ဖွဲ့ကိုကူညီဖို့စစ်သားတွေပါဆေးလွတ်ပေးထားပါတယ်။ပမာဏအရန်ကြီးမားတဲ့တော်မီဟာယာနဲ့ချီတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်တွေကိုချိမ်းချောက်နေနိုင်တယ်လို့ပြောပါတယ်။တော်မီကူးဆက်ပြန့်နှံ့နေတဲ့နေရာနဲ့အနီးတဝက် area တွေကိုတော့သဘာဝဘေးအန္တရာယ်ဆိုင်ရာသတိပေးချက်အမြင့်ဆုံးအဆင့်ထုတ်ပြန်ထားပါတယ်။ ဝန်ကြီးချုပ်ကအနောက်ဘက်၄စီးကြောင်းတိုက်ခတ်မှုတွေကြောင့်တော်မီတွေဟာဂျေရုဆလင်စင်ချေပုံးရက်ွက်တွေစီလင်းလင်းမြန်မြန်ရောက်လာနိုင်တယ်လို့သတိပေးထားပါတယ်။ရဲတပ်ဖွဲ့ဟာအစ္စရေးအဓိကမြို့ကြီးနှစ်ခုဖြစ်တဲ့ဂျေရုဆလင်နဲ့တယ်အဗစ်ကိုဆက်သွယ်တဲ့အဓိကဝေးပြေးလမ်းမကြီးကိုပိတ်ထားလိုက်ပါတယ်။အဲ့ဒီလမ်းတစ်လျှောက် မြို့ရွာတချို့ကဒေသခံတွေကိုလည်းရွှေ့ပြောင်းပေးနေပါတယ်။အဲ့ဒီတဝိုက်မှာပြီးခဲ့တဲ့တစ်ပတ်လောက်ကတော်မီလောင်ပြီးခက်မြန်မြန်ငြိမ်းခဲ့ပေမဲ့ အခုတော့ပိုပြီးအန္တရာယ်ကြီးတဲ့တော်မီနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။အမျိုးသားလုံခြုံရေးဝန်ကြီးကအခုတော်မီဟာရှုမီကနေစတင်တာ ဖြစ်နိုင်တယ်လို့ပြောထားပါတယ်။ Israel ဟာတော်မီနှိမ့်သက်ရေးအတွက် Greece, Cyprus, Croatia, Italy နဲ့ Bulgaria အစိုးရတွေကိုလည်းအခုအညီ တောင်းခံထားပြီး Italy နဲ့ Croatia တို့ကပေးပို့မဲ့မီးသက်လေယာဉ်၃စီးဟာမကြခင်ရောက်လာပွဲရှိတယ်လို့နေတန်ညာဟုကပြောပါတယ်ရှင်။ People's Free ရဲ့နိုင်ငံတကာသတင်းတချို့တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။